စစ်တပ်ပြန်ဝင်လာတဲ့မိုးကုံမြို့နဲ့မိုးမဲမြို့တွေရဲ့မြို့ပြင်နေရာတွေမှာမင်းညာပိုင်းကတိုက်ပွဲတွေပြင်းထန်ကြတယ်လို့ဒေသခံတွေနဲ့တရိုင်းရင်းမြစ်တချို့ကပြောပါတယ်။မန္တလေးတိုင်းမိုးကုံမြို့ကိုတအန်းတက်မတော်အကာအကွယ်နဲ့နိုဝင်ဘာ29ရက်နေ့ညနေပိုင်းမှာဝင်လာတဲ့စစ်တပ်ဟောမင်းကတော်လရေးတက်တွေတက်ဆွဲထားတဲ့မြို့အပြင်နေရာတွေကိုပါတိုးလာတယ်လို့သိရပါတယ်။ဒါကြောင့် PDF ပူပေါင်းတက်တွေကတက်ခိုက်ခဲ့ပြီးတိုက်ပွဲပြင်းထန်နေတယ်လို့စစ်ရေးတရိုင်းရင်းမြစ်၄ဦးကပြောပါတယ်။ မနေ့ညနေပိုင်း9နာရီလောက်ကတိုက်ပွဲစဖြစ်ခဲ့ပြီးညပိုင်းအထိဖြစ်နေကြတာလို့ဒေသခံတူကဆိုပါတယ်။မိုးကုတ်မြို့ပြင်တိုက်ပွဲတွေဟာမြို့ရဲ့အနောက်ဘက်ပိုင်းမှာဖြစ်နေပြီးမနေ့ကည8နာရီခွဲလောက်အထိတိုက်ပွဲဆက်ဖြစ်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။စစ်တပ်ကမိုးကုတ်မြို့ကိုဝင်လာချိန်မှာပြည်သူစစ်တပ်စင်စစ်သားတွေအများဆုံးပါပြီးအင်အားတထောင်ခန့်ရှိတယ်လို့သိရပါတယ်။မနေ့မနက်ပိုင်းအထိမြို့ထဲမှာအင်အားအများအပြားတွေ့ရပြီး ်တရားနယ်လေးရဲတပ်ဖွဲ့ဝင်တွေနဲ့အတူတွဲပြီးတွေ့ရတာလို့ဒေသခံတွေကဆိုပါတယ်။မိုးကုတ်မြို့တိုက်ပွဲနဲ့ပတ်သက်ပြီးဒေသတွင် PDF တချို့စီကိုဆက်သွယ်မေးမြန်းရမှာတော့စစ်ရေးသတင်းတွေကိုလက်တလောပြောလို့မရသေးဘူးလို့အတည်ပြုပါတယ်။အလားတူရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မှာလည်းကချင်လွတ်လပ်ရေးတပ်မတော် KIA ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်တွေနဲ့အာနာသိန်းစစ်ကောင်စီတပ်တို့မနစ်ညာပိုင်းကတိုက်ပွဲပြင်းထန်ခဲ့တယ်လို့ကချင်စစ်ရေးသတင်းရင်းမြစ်ကဆိုပါတယ်။ DNL တပ်ဖွဲ့တွေကမနေ့ညပိုင်း9နာရီဝန်းကျင်မှာမိုးမေမြို့ကနေထွက်ခွာသွားပြီးစစ်ကောင်စီတပ်က၈နာရီမှာမြို့ထဲဝင်လာတယ်လို့သိရပါတယ်။စစ်ကောင်စီတပ်တွေဝင်လာချိန်မှာမြို့ပြင်တစ်ဝိုက်မှာရှိတဲ့ KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ခဲ့တာလို့သတင်းရင်းမြစ်ကပြောပါတယ်။မနေ့ညပိုင်းကတိုက်ပွဲတွေဖြစ်ပွားနေရကြောင်းစစ်တပ်တိုက်လေရင်တချို့မိုးကုတ်နဲ့မိုးမေမြို့ဘက်ကိုဦးတည်ပြီးပြန်တန်းသွားခဲ့တယ်လို့သိရပါတယ်။မိုးကုတ်မြို့ကိုအာနာသိန်းစစ်ကောင်စီတပ်စီပြန်ပေးခဲ့ရတာနဲ့ပတ်သက်လို့ ်ဒီရနယ်လေးအထွေထွေအတွင်းရမှုချုပ်ဘိုးချုပ်တောင်ဖုံးကျော်ကဒီနေ့လူမှုကွန်ရက်မှာကပြားရေးသားပြီးတောင်းပန်ဖို့စကားမရှိဖြစ်ရကြောင်းရေးသားထားပါတယ်ဘိုးချုပ်တောင်ဖုံးကျော်ကမြောက်ပြန်လေအေးဆိုတဲ့ခေါင်းစဉ်နဲ့ကပြားရေးသားပြီးတောင်းပန်ခဲ့တာဖြစ်ပါတယ်ရှင်